ယူကရိန်းရှိတဲ့ဆမနာပြည်တွေကတော့တော်တော်လေးကိုပြောင်းလဲမြန်နေပါတယ်။ယူကရိန်းရှိတဲ့တိကအရှေ့ပိုင်းမျိုးပိုခရော့မှာရုရှားတပ်တွေဝန်ရခံရတဲ့ယူကရိန်းစစ်သားတွေဟာစတဲ့လက်လက်ချနေကြောင်းမော်စကိုကာဝေးဦးကြီးဌာနကဆိုပါတယ်။မော်စကိုကပြောတာလုံးဝမဟုတ်ဘူးဆိုပြီးတော့ကီဗ်ကပြန်လည်ညင်းဆိုထားပါတယ်။အချိန်တွေကခက်ခဲပြီးပြောင်းလဲမှုမြန်ဆန်တယ်လို့ဒီသတင်းနဲ့ပတ်သက်ပြီးယူကရိန်းစစ်တပ်ကတုံ့ပြန်ပါတယ်။ပိုခရော့ကိုရုရှားစစ်သည်တွေ စိတ်ဝင်ထိုးဖောက်နေလင်ကစားတချို့ခရိုင်တွေမှာအခြေအနေကမမိတို့အားသာတယ်လို့ယူကရိန်းကဆိုပါတယ်ယူကရိန်းနေတဲ့အဲ့ဒီဒေသမှာတိုက်ခိုက်ရေးတက်တဲ့အရေးအတွက်တိုးမြင့်လျက်ရှိတယ်လို့ရုပ်ချီးတုံ့ပြန်တက်က Facebook မှာဆိုပါတယ်ဒါအပြင်ရုရှားတက်တဲ့ထောက်ပံ့ရေးလက်ရောယူကရိန်းစစ်သည်တွေကဖြတ်တောက်လျက်ရှိတယ်လို့ဆိုပါတယ်ရုရှားကဝေးဝန်ကြီးဌာနကတော့ပိုခရော့မြို့ရဲ့ရုရှားတပ်တွေထပ်မတွန်းနိုင်အောင်တားဆီးဖို့တက်လာကူတဲ့ယူကရိန်းထုတ်တက်ကိုအနိုင်တိုက်ခိုက်ကြောင်းပြောပါလိမ့် နောက်ပိုင်းယူကရိန်းစစ်သည်လူရဲ့ဗီဒီယိုကိုတင်ပြီးယူကရိန်းတက်လက်နက်ချတယ်လို့ရုရှားစိုးရိမ်ဌာနကတီးပြပါတယ်ဗီဒီယိုမှာစစ်ဝတ်စုံဝတ်ထားသူတို့နဲ့အစိမ်းရောဂျန်ကတ်ဝတ်ထားသူတို့ကအခန်းမောင်းနဲ့နေရာကိုမျက်နှာမူဝါထားနေတာတွေ့ရပြီးရုရှားတပ်တွေကဝိုင်းရပိတ်ဆို့ခံရမှုနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြောင်းပြောဆိုနေတာပြသထားပါတယ်ဗီဒီယိုကအစိမ်းမှာဟုတ်မဟုတ်ဆိုတာမသိကြောင်းယူကရိန်းဘက်ကပြောပါတယ် ရုရှားတပ်ဖွဲ့ချုပ်မျိုးနဲ့စစ်ဝင်ထူမောကြောင့်ယူကရိန်းသမ္မတအစီအလံစကေးကအရင်ကဝန်ခံမှုပါတယ်။ဒါပေမဲ့ယူကရိန်းကရုရှားတပ်တွေကိုရင်ဆိုင်ဖြည့်ရှင်းနိုင်စေဖြစ်နေတယ်လို့ပြောပါတယ်။မျိုးသိန်းရင်းထိုးစစ်ကြီးတော်ပိုခရော့တီရှိယယူကရိန်းရှိမှဒိုးနက်မှာရုရှားတပ်တသိန်းခွနသောင်းဖျက်ချက်ထားပေမဲ့စစ်မြေပြင်မှာအောင်ပွဲကြီးကြီးမားမားရနေတာမိမိတို့ပဲလို့ဇီလန်စကီကပြောပါတယ်။ပိုခရော့ချင်းတွေကရုရှားစစ်သည်တွေကိုတိုက်ထုတ်ရေးကြိုးပမ်းနေတဲ့ယူကရိန်းစစ်သည်တွေအတွက်အခက်အခဲဆုံးဖြစ်နေပါတယ်။ ယူကရိန်းစစ်တပ်အကြီးအကဲကလည်းဒါနဲ့ပတ်သက်ပြီးဝန်ခံပါတယ်။ဒါပေမဲ့ရုရှားပြောသလိုဝန်ရပိတ်ဆို့ခံရခြင်းမရှိကြောင်းအခိုင်အမာပြောဆိုနေပါတယ်။ဒါပြင်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းရဲ့ဒိုနက်ဒေသမှာလျှက်စစ်တပ်ပြတ်တောက်လျက်ရှိပါတယ်။မကြာသေးခင်ကစွန့်ရင်ချိန်ကစောင်းနေပါရုရှားတိုက်ခိုက်မှုကြောင့်တာဝန်ရှိသူတွေကအရေးပေါ်တအားဖြတ်တောက်မှုတွေမဖြစ်မနေလုပ်ခဲ့ရပြီနော်။ယူကရိန်းရှေ့ပိုင်းဒိုနက်ဒေသတစ်ခုလုံးဒီလိုလျှက်စစ်တပ်ပြတ်တောက်နေရတာဖြစ်ပါတယ်။ ဆောင်းလာဝင်လာခြင်းနဲ့တူရုရှားတပ်တွေဟာပြီးခဲ့တဲ့သတင်းပတ်တွင်ယူကရိန်းရဲ့တအားကွန်ရဲပေါ်တိုက်ခိုက်မှုအရှိန်မြင့်လာပါတယ်။ကရမလင်တပ်တွေဟာယူကရိန်းရှေ့ချမ်းမှာထိန်းချုပ်မှုရဖို့ကြိုးပမ်းတဲ့အနေနဲ့စစ်မီပြည်မှာတဖြည်းဖြည်းရှေ့တိုးဖို့ကြိုးပမ်းနေပါတယ်။အရှိအာနာပါတီအနေနဲ့လျှော့စစ်တအားပြန်လည်ရရှိဖို့လှုံ့ဆော်နေကြောင်းဒိုနက်ဒေတာအုပ်ချုပ်ရေးမှုကထုတ်ပြန်ပါတယ်။ဒါပေမဲ့နောက်ထပ်အသေးစိတ်ကိုတော့ပြောခြင်းမရှိပါဘူး။ ရောမနီယန်နီကလည်းရုရှားရဲ့ညပိုင်းတိုက်ခိုက်မှုတွေဖြစ်ပြီးယူကရိန်းရှိတော်မှာဇာဝရုရှားမှာဒေသခံ6000နီးပါးလျှင်စစ်တပ်အပြစ်တောင်းမှုနဲ့ကြုံခဲ့ရကြောင်းအုပ်ချုပ်ရေးမှူးကဆိုပါတယ်။ယူကရိန်းဘက်ကလည်းပြန်လည်ဆိုသလိုရုရှားပင်လယ်လက်ဒေသ Tupis မြို့မှာခြေစိုက်တဲ့ Rosna Company ပါရေနံစိတ်ကန်းကို drone တွေနဲ့ပြင်းထန်တိုက်ခိုက်ပါတယ်။ရေနံသုံးလုံးကန်လီနဲ့တကွာရေနံနေသင်းမောတွေလည်းထိခိုက်ပျက်စီးသွားပါတယ်။ပျက်စီးသွားတဲ့ရေနံနေသင်းမောတွေနဲ့နိုင်ငံခြားသင်းမောနှစ်စီးပတ်ဝန်းကျင်ရုရှားနာမည်ကထုတ်ပြန်ပါတယ်။ ပလနက်ဒေတာက2ပစ်စစ်ကန်ဟာရုရှားရဲ့ဒီကရင်းနှီးတင်မှုရေဘို့ချက်ဖြစ်ပြီးတော့နှစ်စဉ်ရင်းနှီးတင်ကြေးအသန်းနဲ့ရှိတင်မှုလည်းရှိပါတယ်။အခုတက္ကသိုလ်မှကြောင့်ရုရှားရဲ့စွန့်ရင်တင်မှုလုပ်ငန်းတွေတည်တာထောက်ထိခိုက်နှောင့်နှေးစေလိမ့်မယ်လို့မှတ်ချက်ပေးဖော်ပြထားတာဖြစ်ပါတယ်။